လောရှောင်းညကိုရအောင်မယ်မင်္ဂလာပြဒါလေးကတော့ကျွန်တော်တို့ဒါ weight one time modern round 55 one bank ပေါ့နော်သူညခွဲရခြင်းအကြောင်းတရားကတော့ kiss sibling ကြိုးပါလို့ one bank နေရာ kiss sibling ခဏခဏကြိုးပါတယ်ဘာကြောင့်လဲဆိုတော့သူကစက်တခါနှိုးတိုင်းနှိုးတိုင်းသူက kiss ပဲအများရန် kiss starter ကိုပဲအများရန်အသုံးပြုနေရတော့ဒီ kiss kiss starter sibling ပေါ့နော် sibling ကကြိုးကြိုးသွားတယ်ပေါ့ two bank ဆိုတာကဒါ kiss ဆိုတာကစက်တမရမှာပဲနင်းမှာ one bank ဆိုတာကကြတော့စက်နှိုးတိုင်း kiss ကနင်းနေနေရတော့ဒီ sibling ကရေရှိမခံမဲနဲ့ကြိုးသွားတာပေါ့နော် ော်ဒီကစ်စပလင်ပေါ့နော်ကစ်စပလင်မှာသူကဒီကစ်တန်ကိုချိတ်တဲ့နော်ချိတ်တဲ့ဒီနာမစပလင်ချိတ်ကောက်လေးကသူကကြိုးကြိုးသွားတာမခံနိုင်ဘူးဝမ်းပိန်းနေရနော်သူကဆက်အခါတရားနိုးရင်အခါတရားกินင်းပြီးနိုးရမယ်ဆိုတော့သူလည်းကြတော့ရရှိမခံဘူးပေါ့နော်တူးပိန်းဆိုတာကြတော့စတက်မရမှသာကစ်ကအသုံးပြုတာဖြစ်တဲ့အတွက်တောင်းတောင်းနဲ့ကစ်စပလင်ကမကျိုးခဲမကျိုးဘူးပေါ့နော်ဝမ်းပိန်းကတော့ခဏခဏကျိုးရတယ်အဲ့တော့ဒီပိန်းမှာအဲကစ်စပလင်ကျိုးတာလဲရင်းနဲ့ကျွန်တော်တို့ဒါမိဘွားလည်းလိုက်နေဆိုတော့ကျွန်တော်တို့ဘောရင်းထိုးတယ်အဲကျွန်တော်တို့ကွန်နက်တင်းနဲ့ main board တွေလဲရတာပေါ့နော် အဓိကတော့အခြေခံသမားတွေအတွက်ရည်ရွယ်တာဖြစ်တယ်ပေါ့နော်ရည်ရွယ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့က boring ထိုးတယ် boring ထိုးတယ်ဆိုတာကတော့ဗျာပုံမှန် 0size ဆိုရင် 0size ကနေအစိတ်ဆိုင်အစိတ်ဆက်ကနေပြီးတော့50 50နဲ့85 85နဲ့100စသည်အဖြစ်ထိုးရတယ်ပေါ့ဒီကောင်ကတော့သူကဘယ်လောက် size ဖြစ်သွားပြီလဲဆိုတော့ကျွန်တော်တို့ကအဲ အစိတ်ဆိုင်ဒီကောင်ကိုဘောရင်းထိုးပြီးသွားပြီဘောရင်းထိုးပြီးသွားတဲ့နောက်မှာကျွန်တော်တို့ကဒီမှာဘောရင်းယုံကပြန်လာတဲ့အချိန်မှာ rain piston တွေကိုတန်းပြီးတော့မစီရပါဘူးအရင်ဆုံးကျွန်တော်တို့ကပါလို့မလဲစလစ်ကိုတဲ့တဲ့ခြင်ထားမယ်ဆန်ကယ်မှာတက်ထားတဲ့အနေထားအတိုင်းနဲ့ပဲခြင်ထားမယ်ပြီးသွားရင် piston ကိုအပေါ်အောင်မှန်အောင်ပေါ့နော်သူကအပေါ်မှာဆိုရင်သူကဘာလေးပြထားလဲဆိုတော့နော်ဒီမှာ iron ဆိုပြီးပြထားတယ် iron ဆိုတဲ့အဓိပ္ပာယ် iron led inlet ဆိုတာ inlet ဆိုတာကသူကအဝင်ဘက်ကိုပြောတာအိဇောဆိုတာထွက်ဘက်ကိုပြောတာအဲ့တော့ inlet ဘက်လေးကိုကျွန်တော်က piston ကိုပုံမှန်ခြင်ထားမယ်စလစ်တုံးကိုလည်းဆန်ကယ်မှာတက်ဆင်ထားတဲ့အတိုင်းလေးကိုပဲတန်းရင်းရှို့မယ် ချိုးပြီးတော့ပစ္စတင်ကိုကျွန်တော်တို့ကတွန့်ထည့်ကြည့်မယ်ပစ္စတင်ဒီဒီထိတ်ဝါကနေပြီးတော့ဟိုအဆုံးရောက်သွားတဲ့အထိတညီတညာတဲ့ချုံးမွေစွာဆင်းသွားမှာဖြစ်ပါတယ်အကယ်၍ပစ္စတင်ကဒီအဝမှာကျက်နေတယ်ခါမှာခြောင်နေတယ်ထိတ်မှာကျက်နေတယ်ဆိုမရဘူးပေါ့နော်ပစ္စတင်ဆိုတာကဒီတွန်ကုန်ကနေပြန်လာပြီးတဲ့အချိန်မှာကျွန်တော်တို့က rain နေမှာတက်ခင်မှာပစ္စတင်ကိုစနစ်ထဲမှာကျွန်တော်တို့ကထည့်ကြည့်ရမယ်နော်ထည့်ပြီးတော့လက်မလေးနဲ့ဖြည်းဖြည်းချင်းလေးနှိပ်ကြည့်ရမယ် နေ့ကြီးတခါမှာတအားကြီးမဖြစ်ရဘူးနော်တအားကြီးဖြစ်ရင်ကြက်လွင်းရင်အဆင်မပြေဘူးနော်ကြက်လွင်းရင်သူကဖမ်းသွားတတ်တယ်အင်ဂျင်ဟီတာလာတဲ့အချိန်မှာအင်ဂျင်ဟီတာလည်းမြန်တယ်ပေါ့နော်အဲ့တော့ပစ္စည်းကိုထိတ်ဝအနေထိုးမယ်ပုံမှန်တိုင်းမဲ့စလစ်တုံးကိုစံကဲမှာတက်ဆင်ထားတဲ့အတိုင်းမဲ့အပေါ်အောက်တက်မှဆိုတာကင်မယ်ပစ္စည်းကိုလည်းစံကဲမှာတက်ဆင်တဲ့အတိုင်းမဲ့အင်းလက်ကိုအပေါ်မှာထားမယ်အိတ်စောကိုအောက်မှာထားမယ်ထားပြီးတော့ပစ္စည်းကိုအတဲ့အတိုင်းမဲ့ကျွန်တော်တို့ကတက်မယ်တက်ပြီးတော့လည်းဖိကြည့်မယ်ဖိတဲ့အခါမှာအဝင်ဝအနေပြီးတော့ဟိုးအဆုံးရောက်သွားသည့်အထိပစ္စည်းရဲ့ ဟိုဘယ်လိုလဲဆင်းသွားတဲ့အဲအနေထားဟာတညီတညာလေးဖြစ်နေရခါမှခြောင်သွားတာမျိုးထိတ်မှရမ်းကျက်နေတာမျိုးဖြစ်လို့မရဘူးเนาะလက်ရှိအနေထားကြတော့ကျွန်တော်တို့အပစ်စင်ကိုကျွန်တော်ဒီကနေပြီးတော့เนาะဒါအနေထားမှန်သွားလေးပေါ့เนาะတို့ကန့်လိုက်ရင်မလုံနဲ့เนาะသူကဆိုင်ကယ်မှာဆိုရင်ပစ်စတင်ကဟောကျွန်တော်တို့ဒီလိုပဲတက်ဆင်ရမှာလေအဲ့လိုတက်ဆင်ရမှာဖြစ်တဲ့အတွက်အဲ့ဒီတိုင်းလေးပဲကျွန်တော်တို့ထိုးမယ်လက်မလေးနဲ့ဖြည်းဖြည်းချင်းနှိပ်ကြည့်ရင်ဆင်းသွားတဲ့ပုံစံလေးကခြောင်ခြောင်လေးနဲ့ကျွန်တော်တို့ကတညီတညာလေးဆင်းသွားမှာเนาะဒါဆိုရင်တော့ပစ်စတင်ကကွက်တီကိုလိုဂျင်နဲ့စကေးရပါတယ်ရပြီသွားပြီဆိုရင်ကျွန်တော်တွင်ကောင်ပြန်လာတဲ့အချိန်မှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ ကျွန်တော်တို့က rain gun တွေတိုင်ရမယ်ဒါလေးကကြတော့ဗာလဲဆိုတော့ compression rain လို့ခေါ်ပါတယ် compression ဆိုတာကဟို inlet ပေါက်ကနေဝင်လာတဲ့နော်အစီနဲ့လေအချိုးစားတွေကိုဒါပြန်ပြီးတော့သူကဒီမီးလောင်ကန်းထဲမှာဖိကျစ်ပေးရတဲ့တာဝန်ပေါ့နော်သူ့နာမည်က compression rain နော် compression rain ဆိုတော့ဖိကျစ်တဲ့ rain gun တွေပေါ့နော်ဖိကျစ်တဲ့ rain gun တွေစီနဲ့လေကိုဖိကျစ်ရတယ်မီးလောင်ကန်းထဲမှာနော်ဖိကျစ်ရတဲ့တာဝန်ကိုသူကလုပ်ပေးရတယ်အဲ့တော့ဒီကောင်တွေကလည်းဟာနေလို့မရဘူးနော်ဟာနေလို့မရဘူးဆိုတော့ကျွန်တော်တို့ကိုထဲထဲကိုထဲထဲ သူတို့ထည့်ပြီးတော့ကျွန်တော်တို့ကခုနအတိုင်းလေးပဲ slit နဲ့ piston ကိုအနေထားမှန်စွာကန်ပြီးတော့ဒီဘက်ကနေထိုးလိုက်မယ်ထိုးပြီးတော့ဟိုဘက်ကနေကြည့်မယ်ကြည့်ပါ rain queen ရဲ့ rain queen ရဲ့အဟ rain queen ရဲ့အဟဒီ rain queen မျက်နှာပြင်နော်ထိဆက်မှုဟာဟိုစက်ကူရွက်ဗလာစာရွက်တပြားစာတော့တော့ဟိုကွာဟမှုရှိနေရမယ်ဟိုပြောမှကျွန်တော်လွှာချိုးတပြားစာလောက်ကြီးထီတော့ဟနေလို့မရဘူးဗလာစာရွက်တပြားစာလောက်ကလေးကတော့အနေငယ်ဟပေးနေမှသာအဲကျွန်တော်တို့ကအဆင်ပြေမှာပေါ့နော် တားကြီးထောက်နေစရာမလိုဘူးเนาะတားကြီးထောက်လို့နေရင်လည်း rain ခဏပဲကြာမယ်เนาะအဲ့တော့ကျွန်တော်တို့က rain queen နေဆိုရင်လည်းကျွန်တော်တို့ကအားလုံးပေါင်း compression rain queen ကအထူဝါနှစ် queen ရှိတယ်နှစ် queen ကိုနှစ် queen ဝိုင်းမှာထည့်ပြီးတော့ piston နဲ့ဟိုအောက်ကနေပြီးတော့အပေါ်ကိုတက်လာသည့်အထိသူ့ရဲ့ကျွန်တော်ပြောမှာဆိုတော့ ring queen ရဲ့အဟောက်ကိုစမ်းသပ်ပေးရမယ်။ ring queen ရဲ့အဟောက်မြင်ရလားအဆက်ကူတပြားစာလောက်ပဲရှိတယ်။အဲ့လောက်ကလေးပဲဟပေးရမယ်နော်။ဟိုးအဝကနေပြီးတော့ဒီထိပ်ဖြားရောက်လာတဲ့အထိသူ့ရဲ့ဟတဲ့ပုံစံကတညီတညာလေးဖြစ်နေရမယ်နော်။တနေရာမှာလုံးဝကြီးအများကြီးဟသွားတာမျိုး အဖျားရောက်ရင် rain gun တစ်ခုနဲ့တစ်ခုထောက်သွားတာမျိုးဖြစ်လို့မရဘူးเนาะဒါဆိုရင် rain gun တွေကလည်း piston ကလည်းအတက်အဆင်းပုံမှန်ရှိတယ် rain gun တွေကလည်း compression rain နှစ်ခွင်းကလည်းသူ့ရဲ့ပါဇက်အဟကအကွာအကွာဝေးကတညီတညာလည်းဖြစ်နေတယ်နောက်တစ်ခုက wine rain wine rain wine rain ဆိုတာက engine rain gun ကိုပြောတာပါ engine rain gun ဆိုတာကကျွန်တော်တို့ကနောက်ကျွန်တော်တို့ဒီ engine နဲမှာလေပတ်နေတဲ့ engine wine နေမီလောင်ကန်းတွေကိုကြော်ပြီးတော့ဝင်မသွားအောင်အော piston ကကျွန်တော်တို့က အပေါ်ကိုတက်သွားပြီဆိုတာနဲ့ဘာလို့လဲဒီစလင်ဒါနံရံနဲ့ပစ္စတင်ကြားထဲမှာဘာရှိမလဲအင်ဂျင်ဝိုင်းနေရှိမယ်အဲ့ဒီအင်ဂျင်ဝိုင်းကဒီစလင်ဒါနံရံမှာကျွန်တော်ဘာပြောမလဲပေးွားမှာပေါ့ဒီအင်ဂျင်ဝိုင်းနေဆိုးွားမှာပေါ့အဲ့ဒီဆိုးွားတဲ့အင်ဂျင်ဝိုင်းတို့ကပစ္စတင်အဆင်းမှာတခါလဲဆွဲပြီးချစ်ချတာပြန်ချစ်ချတာပေါ့တခါအပေါ်တက်သွားရင်ဒီထဲမှာအင်ဂျင်ဝိုင်းတွေရောက်သွားအောင်မယ်ရောက်သွားပြီးသွားရင်အဲ့ဒီအင်ဂျင်ဝိုင်းတွေကဒီမှာအပေါက်လေးတွေတွေ့လာအဲ့ဒီအပေါက်လေးတွေကနေပြီးတော့ဒီထဲကိုပြန်ဆင်းလာတယ်ဆင်းပြီးတော့သူကအင်ဂျင်ထဲကိုအဲပြန်ပြီးတော့များတယ်ဆိုရင်အင်ဂျင်ထဲကိုပြန်ရောက်လာမယ်အဲ့တော့ဒီစလင်ဒါနံရံနဲ့ပစ္စတင်ရဲ့ဂျားထဲမှာရှိတယ်ဒီအလွှာဂျားထဲမှာဝင်နေတဲ့ C2 ကိုဒီ wine rain ကနေပြီးတော့ပြန်ပြန်ပြီးတော့ချစ်ချပေးရတယ်အကယ်၍ rain wine rain ဒီ C rain ပေါ့နော်ကျသွားတဲ့အခါမှာဆိုရင်ဒီစလင်ဒါနိုင်ရန်နဲ့ပစ္စတင်ဂျာထဲမှာရှိနေတဲ့ engine wine တွေက rewiring ကနေကြော်ပြီးတော့မီးလောင်ကန်တွေကိုရောက်သွားမယ်ဆိုရင်ဒါမီးခိုးပြားတွေထွက်မယ်ပေါ့နော်ဒါ range ကျတယ်လို့ဆိုလိုတယ်ပေါ့နော်အဲ့တော့အဲ့တော့ကျွန်တော် wine ring လေးကိုလည်းကျွန်တော်တို့ကသူတို့ရဲ့အဟအကဒီမှာဒါဒီအနေထားမျိုးဟရင်လို့မရဘူးနော်ကျွန်တော်က ring ring queen ကိုဒီစလစ်ထဲမှာထည့်တဲ့အခါမှာသူရဲ့အဟအနေထားကအဲ့လောက်ကြီးထိထိလို့အဲ့လောက်ကြီးထိဟလို့မရပါဘူး သူ့ရဲ့အဟကဒီလောက်လောက်ပဲဖြစ်လို့ရပါမယ်စက်ကူတပြားစာလောက်ပဲနော်စက်ကူတပြားစာလောက်ပဲဖြစ်မှာရမယ်နော်သူ့ရဲ့အဟကဒီလောက်ကြီးဟလို့မရအောင်လောက်ကြီးဟရင် range မိကိုလိုက်မယ်ညီတနာဆုံးလည်းမိကိုလိုက်မယ်အဲသူကမထီတချီလေးစက်ကူရွက်တရွက်စာလောက်လေးပေါ့နော်အဲ့လိုလေးပဲရှိနေရမယ်အဲ့ဒါပုံမှန်အနေထားဖြစ်ပါတယ်အဲ့တော့ wine ring ကိုလည်းထည့်မယ် listening နဲ့ select ကိုအနေထားမှန်ကန်သွားကျွန်တော်တို့ကကင်မယ်ကင်ပြီးသွားရင်အောက်ကနေပြီးတော့အပေါ်ကိုကျွန်တော်တို့ကတွန်းတင်မယ်တွန်းတင်တဲ့အခါမှာသူ့ရဲ့ ring queen ရဲ့ဇက်အဟကိုကြည့်မယ် ီပုံမှာမြင်ရလားဟိုဘက်တောက်မှာဒီပုံမှာနော်အဆင်ပြေပါတယ်အဲ့တော့ wine rain ရော compression rain ရောအဆင်ပြေပါတယ်အဲ့တော့ဒီ wine rain ဆိုတာကကျွန်တော်တို့ဘာလုပ်ပေးရလဲဆိုတော့မီးလောင်ခန်းလေးကို engine နောက်ခန်းထဲမှာရှိနေတဲ့ဒီကတိုင်းလေပတ်တဲ့ engine ခန်းထဲမှာရှိနေတဲ့ engine wine လေးမီးလောင်ခန်းလေးကိုကြော်ဝင်မသွားအောင်ဒါဟိုထိမ့်ပေးရတာပေါ့ wine rain ရဲ့တာဝန်က တို့က compression range ဆိုတာကကျွန်တော်တို့က intake stroke ပြီးတဲ့အခါမှာ C နဲ့လေကိုသူကဆွဲဆုပ်သွားတယ်ဆွဲဆုပ်ပြီးတော့ compression stroke မှာ C နဲ့လေကိုကြက်ရတယ်အဲ့ကြက်တဲ့ stroke မှာ C နဲ့လေအချိုးစားတွေမီးလောင်ကန်းထဲမှာဖိသိမ်မှုဖြစ်ပေါ်နိုင်ဖို့ဖိအားပြင်းထန်ဖို့အတွက်ကိုဒီသူဆွဲဆုပ်လိုက်တဲ့အခါမှာ piston ကနေပြီးတော့အောက်ကိုဆင်းပြီးတော့ဆွဲဆုပ်လိုက်တဲ့အခါမှာပါလာတဲ့ အစီနဲ့လေးထိုးစားတွေကိုပြန်ပြီးတော့တနေရာတဲ့မီးလောင်ကန်ထဲမှာပြန်ပြီးတော့ဖိကျစ်ပေးရတဲ့တာဝန်ကိုသူကယူပေးရတယ်နော်အဲ့တော့သူကတော့စီနဲ့လေးကိုကျစ်ဖို့အတွက်အဓိကတာဝန်ယူပေးရတယ်ခုနကဝိုင်းရင်းဆိုတာကတော့မီးလောင်ကန်ထဲကိုအင်ဂျင်ဝိုင်းတွေကြော်ပြီးတော့ဝင်မလာအောင်သူကကာကွယ်ပေးရတယ်နော်အဲ့တော့ဒါဆိုရင်ပစ္စတင်နဲ့ဆလစ်ကလည်းအဆင်ပြေတယ်အဆင်ပြေတယ်ဆိုတော့ကျွန်တော်တို့ကဒါဆလစ်လုံးမယ်ပေါ့နော်အဲ့တော့ဒီမှာ IN in ကအပေါ်မှာပါအပေါ်မှာဆိုတော့ကျွန်တော်တို့ကအဲဂါချီပင်ကိုဒီဘက်ကနေထိုးမယ် နော်အာဒီဘင်ကိုဒီဘက်ကနေထိုးမယ်ဆိုတာကကျွန်တော်တို့ကဒီဆိုင်ကယ်တွေကိုအင်ဂျင်လုံးရင်ကျွန်တော်တို့ဘယ်ဘက်ချမ်းအောင်လုံးတာလဲဆိုင်ကယ်ရဲ့ဘယ်ဘက်ချမ်းအတွင်းချင်းဘက်ချမ်းရှိတဲ့ဘက်ကနေကျွန်တော်တို့လုံးတာကိုကလစ်တွေကြတော့အတွင်းချင်းရင်ဂျင်ရဲ့ညာဘက်ချမ်းမှာရှိရလဲအဲ့တော့ညာဘက်ချမ်းထိုင်လုံးတာပေါ့အဲ့တော့အင်ဂျင်လုံးနေဆိုတာကတော့ကျွန်တော်တို့ကဒါနော်ဒီအတွင်းချင်းတက်ဆင်ရတဲ့ဘက်ကနေပြီးတော့ကျွန်တော်တို့ကထိုင်ပြီးတော့လုံးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲခါချီပင်ကလစ်လေးတွေကျွန်တော်တို့ကတက်ထားမယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ INN ဆိုတာအပေါ်က အပေါ်ကတော့သူကဒီလိုမျိုးအဆင့်တက်လုံးမှာပေါ့နော်ဒီလိုမျိုးအဆင့်တက်လုံးမယ်လုံးမယ်ဆိုတော့ကျွန်တော်ဒီဘက်ကနေအင်ဂျင်ကလုံးဝမဖြစ်သေးတော့ဟိုဘက်ကကာချီပင်ကလစ်ကိုတက်ထားမယ်အဲ့တော့ကာချီပင်ကလစ်ကိုကျွန်တော်ကဗမာတက်ရမှာလဲဆိုရင်တော့အတွင်းချင်းရှိတဲ့ဘက်နဲ့ဆန့်ကျင်ဘက်မှာသွားတက်ထားမှာဖြစ်ပါလေအဲ့တော့ဟိုကာချီပင်ကလစ်ကဟိုဘယ်ဘက်ကတက်တက်ရပါလဲဒါပေမဲ့ကိုကဟိုပြောင်းပြန်တက်မိထားရင်အတွင်းချင်းတက်စင်တဲ့အခါမှာဒီကာချီပင်ကလစ်ထည့်တဲ့အခါမှာကိုကဟိုဘက်ကိုသွားနေရလိမ့်အောင်မယ်နော်အဲ့တော့တခါတည်းပြီးပါအောင်ကျွန်တော်တို့ကကာချီပင်ကလစ်ကိုအတွင်းချင်းရှိတဲ့ဘက်နဲ့ဆန့်ကျင်ဘက်ပေါ့နော်ဆန့်ကျင်ဘက်မှာကျွန်တော်တို့ကအရင်တက်ထားမယ် ီးသွားရင်ကာဂျီပင်ကလေးလေးကိုတက်ပြီးကျွန်တော်လှည့်ကြည့်မယ်အထိုင်ကျမကျโอเคကျပါတယ်ဒါဆိုရင်မှန်တယ်ပြီးသွားရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီထဲမှာအဲဘာဂျာရင်းကွန်းเนาะအတွန်းလေးပေါ့เนาะဒီမှာ iron ကိုအပေါ်မှာထားမယ် iron ကိုအပေါ်မှာထားပြီးတော့ iron ဆိုတာအပေါ်ဘက်เนาะ inlet ဘက်အဲ့တော့ဘာဂျာရင်းကွန်းရဲ့အဟာလေးကိုကျွန်တော်တို့ကအပေါ်အပေါ်တက်တက်မှာထားမယ်เนาะဘာဂျာရင်းကွန်းရဲ့အဟာလေးကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့အပေါ်တက်တက်မှာအပေါ်တက်တက်မှာခလဲတက်တက်မှာထားမယ်ပြီးသွားရင်တော့ wine ring wine ring ဆိုတာ engine wine ring ကွန်းပေါ့เนาะ engine wine ring ကွန်းမှာလည်းကျွန်တော်တို့က ဒီအပါကွန်းလေးတွေပေါ့နော်အပါကွန်းလေးရအဟာကိုဒီဘက်ထောက်အောင်တကူဒီဘက်ထောက်အောင်တကူကျွန်တော်နှစ်ခုထားမယ်နော်အဲဒီဘက်ထောက်မှာတစ်ခုထားတယ်နောက်တစ်ခုနောက်ထပ်ပင်ညဝင်ရင်းကွင်းအပါကွင်းလေးရဟာကိုဒီဘက်ထောက်မှာတစ်ခါထားမယ်ဒီဘက်ရင် compression rate compression rate မှာဒီဘောင်ကအဖြူရောင်လေးရကြတော့ကျွန်တော်ဒါ static ကွင်းလေး ပြောင်းတယ်ဒီအမဲကွန်းကကျတော့သူကကြွတ်တယ်ဥပမာဆိုလိုချင်တဲ့နေရာပြကျွန်တော်ကပလယာချွန်နေတာဒီရင်းနှကွန်းကိုရှင်ပြီးတော့ချိုးလိုက်မယ်ဆိုရင်ဒီအမဲကွန်းကတစ်ခါကလန့်ရင်တစ်ခါတည်းကျိုးသွားမယ်ဒီပုံမှာရှိတဲ့စတီကွန်းကတော့အော်နောက်တော့ဆယ်ကာလောက်ကလန့်မှာဟိုဘက်ဒီဘက်ကလန့်မှာသူကကျိုးတာသူကမာတယ်အဲ့တော့သူ့ကိုမာတာဖြစ်တဲ့အတွက်သူကမီးတံကိုခံနိုင်အောင်လို့ဆိုပြီးသူကထိတ်ဆုံးမှထက်ရပါတယ်တော်ရင်း ထိတ်ဆုံးပါဗောနော်အဲ့တော့အမဲခွန်းကိုခလဲမှာထားမယ်အဲ့တော့ iron ကိုအပေါ်မှာထားမယ်ထားပြီးတော့အမဲခွန်းကိုကျွန်တော်ကဒီ compression range ရဲ့ဒါဒုတိယ range ခွန်းဗောနော်ဒုတိယ range ခွန်းဒီမှာရှိတဲ့ steady ခွန်းကကျတော့ဒီ top range ထိတ်ဆုံးခွန်းခွန်းဖြစ်ပါတယ်အဲ့တော့အမဲခွန်းကိုအရင်တက်မယ်စာပါတဲ့ကောင်ကိုအော်မီလောင်ကမ်းဘက်ကိုထားမယ်ပေါ့နော်စာပါတဲ့ကောင်ကိုကျွန်တော်မီလောင်ဘန်ကမ်းဘက်ကိုလှည့်ထားမယ်လှည့်ထားမယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီ compression ring ကိုအမဲခွင်းရအဟာကိုအပေါ်တက်တက်မှာထားမယ်နော်အပေါ်တက်တက်မှာထားမယ် ကွန်ပရက်ရှင်ရင်းခွင်းရဲ့အဟောက်ကိုအပေါ်တက်တယ်မှာထားမယ်နောက်ထပ်နောက်ထပ်ဒီစတီခွင်းရဲ့အဟောက်ကိုကြာကျွန်တော်တို့အောက်တက်တယ်မှာထားမယ်အဓိကတော့ rain data ကတော့ workshop ဆရာအသီးသီးအပုံစံမျိုးမျိုးရှိကြပေမဲ့လည်းအဓိကတော့ rain ခွင်းရဲ့ပါဇက်အဟောက်တစ်ခုနဲ့တစ်ခုမတန်းနေရင်ဒါရပါပြီနော်ကျွန်တော်တက်မယ်လိုလေး white ပြီးထည့်မယ်လိုလေး white ပြီးတော့ထည့်မယ် okay ဒါဆိုရင်အဲ့တော့ဘာသာရင်းခွင့်ရအဟာကဒီမြောင်းတက်တက်ခလေတက်တက် ဝိုင်းရင်းအပားနှခွင့်ရဟာကဒီဒီဇောင်းမှာတခုဒီဘက်ဇောင်းမှာတခု compression rain အမဲခွင့်ရဟာကအပေါ်တက်တက်မှာတခု compression rain စတိခွင့်ရဟာကအောက်တက်တက်မှာတခုဒါဆိုရင်ကျွန်တော်တို့ကအဲဒီနော်တွင်ကုန်ကဘောရင်းထိုးပြီးပြန်လာတဲ့အချိန်မှာကျွန်တော်တို့ကဒီ piston နဲ့ slit အတက်အစင်းကောင်းမကောင်းကိုလည်းကျွန်တော်တို့ကစစ်ပေးရတယ်အရန်ချက်နေလားနောက်တစ်ခုက rain gun နောက်တစ်ခုတော့ ring gun ring gun နေလဲအဲနောက်တစ်ခုကဒီစင်နာထဲမှာထည့်ပြီးတော့ piston မှာเนาะမတက်စင်ခင်မှာအရင်ဆုံးကျွန်တော်တိုင်းကြည့်ရပါတယ် ကျွန်တော်တွင်ကွန်ကလာရင်လာတဲ့အတိုင်းကြီးကိုကျွန်တော်တို့ကတန်းပြီးတော့ဟိုပစ္စတင်မှာရင်းကွင်းတွေတက်ရင်းကွင်းတွေတက်ပြီးတခါတည်းတန်းပြီးတော့မဆွတ်ရပါဘူးအရင်ဆုံးရင်းမတက်ခင်မှာပစ္စတင်နဲ့ဆလီအတက်အစင်ကောင်းမကောင်းအရန်တက်နေလားခြောင်နေလားစစ်ပေးရမယ်နောက်တစ်ခါရင်းကွင်းရဲ့ရင်းကွင်းတွေကိုပစ္စတင်မှာမတက်ခင်မှာဆလင်နာတဲ့ကိုထည့်ပြီးတော့ပစ္စတင်နဲ့တွန်းပြီးတော့အဲရင်းကွင်းပါဇက်ဟာကထောက်နေလားအရန်ဟနေလားဆိုတော့လည်းထက်စေရပါတယ်အဲ့လိုနေကြပြီဆိုကမှပစ္စတင်တွေကိုပစ္စတင်မှာရင်းကွင်းတွေကိုတက်ပြီးတော့ ဒါကျွန်တော်တို့အခုလိုမျိုးနဲ့တက်ဆင်ထားမယ်ပြီးကမှဆိုင်ကယ်မှာကောက်တက်မယ်နော်ဒါဆိုရင်တော့ဒါစလစ်တုံးလေးဒါလုံးပြီးသွားပြီပေါ့နော်ပြီးတော့ကျွန်တော်ဟက်လေးလုံးကြည့်အောင်နော်ဒါလေးကကြာဟက်လုံးမယ်နော်ဟက်လုံးမယ်ဟက်လုံးမယ်တော်တော်ကျွန်တော်ကဘာလုပ်ရလဲဆိုတော့ဟိုဟက်ကွန်မလုံးခင်မှာဘာကွန်ဘာကွန်ရဲ့မျက်နှာပြင်လေးဟာဘာရဲ့ထိချက်နဲ့အဲလုံနေမှရမယ်နော်အဲ့တော့ဘာတွေကရိုင်းရတာပေါ့နော်အဲ့တော့ဟက်လုံးမယ်ဆိုတော့ကျွန်တော်တို့ကဘာတွေဆက်ရလဲဆိုတော့ဒီဘာဒဏ်နေဒီမှာရှိတဲ့ဘာဒဏ်နေ ပါနေလားဗောနော်ဘားရံနေပါနေလားစစ်ရတယ်တော့ဒီဘားနဲ့ဘားကွန်းနဲ့ထိမဲ့မျက်နှာပြင်တွေကလုံရဲ့လားစပော့တွေကြောက်ပေါက်ခွက်တွေနော်ဒါမျိုးတွေဖြစ်နေလားစစ်ရမလားနောက်တစ်ခါဘားရံနောက်တစ်ခါဘားစစ်ရမလဲဆိုတော့ဘားရံကောက်မကောက်တွေစစ်ရနော်အိတော်ဘားဆိုလည်းအတူတူပဲဘားကအရန်ပါနေပြီလားဘားကကောက်နေကောက်နေပြီလားနောက်တစ်ခါဘားရဲ့မျက်နှာပြင်နဲ့ဘားကွန်းရဲ့မျက်နှာပြင်ထိချက်ကညင်ညာချောမွေ့မှုရှိရလားလုံရောလေးလေးတွေပါလေလုံရလားဒါစမ်းသပ်ရတာပေါ့နော်အဲ့တော့ဘားကရမ်းရတယ် အဲ့တော့ဘလိုပဲနေနေကျွန်တော်တို့ကအင်ဂျင်ရှင်ချမ်းမှာတစ်ခါလှက်ပြီဆိုရင်တော့ကျွန်တော်တို့ကအာဘာဝိုင်းစီကတော့ကျွန်တော်တို့ကလဲပေးရမယ်နော်ဘာဝိုင်းစီကလဲပေးရမယ်အဲ့တော့ဘာဝိုင်းစီကျွန်တော်တို့ချွတ်မယ်ဟုတ်ကဲ့ဒါဘာဝိုင်းစီချွတ်လိုက်ပြီဟုတ်ကဲ့အာဘာဝိုင်းစီလဲမယ်အာဘာဆပ်လင်းအထိုင်လေးတွေမပါလို့မရအောင်နော်အဲ့ဒါလေးမပါရင်ဆပ်လင်းကမငြိမ်ဘူးနော်ဆပ်လင်းခက်တန်ထွက်ရမယ်နော်အဲ့တော့ဘာဝိုင်းစီအစ်စ်လဲမယ် တော့ဘာဝိုင်းစည်းလေးတွေလဲမယ်โอเคဒီကောင်ကတော့ကျွန်တော်တို့ကအဲဘားတံလေးတွေထည့်မယ်ပေါ့နော် ထပ်ပြီးသွားတယ်အဲကျွန်တော်တို့ကဒီဘက်ကနေပြီးတော့တခုခုလေးနော်နောက်တိုင်းပြည့်ပြည့်ခုထားမယ်ပြီးသွားရင်တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့အဲဆပ်ပလင်းတွေတက်မယ်နော်ဆပ်ပလင်းကနှစ်ခုအဲတော့ဆပ်ပလင်းနဲ့အင်လက်ဆပ်ပလင်းကတညီတညာနဲ့ဖြစ်နေရမယ်နော်ထည့်လိုက်ပြီ ွားရင်ဒီဟာလေးနဲ့ဘားဆပ်ပလင်ဖိတဲ့ဟာလေးဒါမျိုးလေးတွေလည်းဝယ်ထားရမယ်နော်အဲ့ဒါကျွန်တော်နှိပ်ထဲမှာโอเคဝင်သွားပြီပြီးတော့သူတို့ခောက်ကြည့်အဲဒီဘားဘားရဲ့ဘားနဲ့ဆပ်ပလင်နဲ့ကိုချိန်ပြဒီကီလေးကီချမ်းလေးနှစ်ခုကဩဟိုဟာဘားပေါ်နဲ့ကျွန်တော်တို့ကနှခမ်းနဲ့ချိန်ရလားဆိုတော့အခုလိုမျိုးခောက်ကြည့်တာပါโอเค ာโอเคဒါတို့တေးရပြီအဲ့တော့ရင်ကျွန်တော်တို့ကအဲဘားတန်ထည့်ပြီးွားပြီပေါ့နော်အဲဘားဆပ်ပလိုင်းတက်ပြီးသွားတဲ့အချိန်မှာကျွန်တော်ကကမ်ရှက်ကမ်ရှက်ကိုမှဒီမှာဒါကင်းဘူးတွေခေါ်တယ်ပေါ့နော်ကင်းဘူးတွေနော်ဒီကင်းဘူးတွေကအင်ဂျင်ဝင်ပြတ်သွားရင်တော့သူကစားတယ်နော်အင်ဂျင်ဝင်ပြတ်သွားရင်တော့စားရလောလောဆယ်မှာသူကဒီလိုမျိုးအင်ဂျင်ဝင်ပြတ်လို့စားထားတဲ့အဲထစ်တွေပါတွေစားထားတဲ့အရာတွေတော့မတွေ့ရဘူးအဲကင်းဘူးနှစ်ခုကတော့ကောင်းနေပြီနောက်တစ်ခုကဘောကလည်းဘောကြီးဘောသေးနှစ်ခုပါပဲအဲ့တော့ဒီဘောသေးကလည်း အလုံးဝအဲထစ်တာကြီးလည်းမရှိဘူးလူးတာကြီးလည်းမရှိဘူးဒီဘောကြီးမှလည်းလက်ကြည့်တယ်ဘောလည်းမထစ်ဘူးလူးလည်းမလူးဘူးနောက်တစ်ခုကတော့အဲဒီကောင်လေးအိဇောဘားလစ်အိဇောဘားကိုဘားနှချောင်းအပိတ်နော်ဘားနှချောင်းအပိတ်ပစ္စတင်အတက်ကျွန်တော်ဆိုင်ကတော်တော်များများကဆက်တက်လိုက်ပြီးတော့ပိတ်ပြီးဆက်တက်လိုက်ပြီးဆိုရင်ကွန်ပရက်ရှင်စတုတ်မှာပဲသူကရက်သွားတာများတယ် ဘာနှချောင်းအပိတ်ပစ္စတင်အတက်မှာပဲရက်သွားတာများတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကစက်တက်နှိပ်ပြီးနှိုးတာပဲဖြစ်ဖြစ်ကင်းနှင်းပြီးနှိုးတာပဲဖြစ်ဖြစ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဘာနှချောင်းကလည်းအပိတ်ပစ္စတင်ရဲ့အတက်ကြီးဖြစ်နေသေးတယ်တော့ကျွန်တော်တို့ကင်းနှင်းရရင်လည်းလေးမယ်စက်တက်မှုရင်လည်းမော်တာအီမယ်အပိတ်ရင်နေမယ်အဲ့လိုအချိန်တွေမျိုးတွေမဖြစ်ရလေအောင်အဲ့လိုအင်ဂျင်စပြီးတော့စက်တက်နှိပ်တဲ့အခါသို့မဟုတ်ကင်းနှင်းတဲ့အခါမှာကင်းနှင်းရတာပော့စီဖို့စတက်နှိပ်ရတာမော်တာအပက်ကြီးအဲမြန်မြန်နော်အားကောင်းကောင်းနဲ့လည်နိုင်ဖို့အတွက်ကိုအဲ့ဒီ compression stroke မှာ exhaust valve လေးကိုအနည်းငယ်လှက်ပေးတာပါ ဒီကောင်လေးကဘယ်အချိန်မှဒီအိမ်သောပါလေးလေးရအလုပ်လုပ်တာလဲဆိုတော့စတက်နေတဲ့အချိန်သို့မဟုတ်ကင်းနေတဲ့အချိန်မှာ compression စတုပ်တာဖြစ်နေခဲ့မယ်ဆိုရင်လေးမှာဆိုးလို့ကင်းနေရင်လေးမှာဆိုးလို့စတက်နေရင်လည်းအဲမော်တာပတ်ရင်နဲမှာဆိုးသည့်အတွက်အိမ်သောပါလေးကိုအနေငယ်လှက်ပေးလိုက်ခြင်းအပြင်ကင်းနေရင်လည်းပေါ့တယ်စတက်နေရင်လည်းပေါ့တယ်အဲ့တော့ဒီအိမ်သောပါလေးကအလုံးမလို့ဘူးသို့မဟုတ်အဲအခြားတယောက်ယောက်ကဖြုတ်ထားခဲ့တယ်ဆိုရင်အဲ့ဒီဘိန်းကကင်းနေရင်လေးမယ်နော်ကင်းနေရတာလေးမယ်စတက်နေရင်လည်းဘက်ထရီအားနေတာလို့လို့ အဲကာဗွန်တူလို့မော်တာကအပတ်ရင်နေတာလို့လို့ပြဿနာမျိုးကြုံတွေ့နိုင်ပါတယ်အဲ့တော့ဒီအိမ်သောပါလေးလေးကဖြုတ်ပြလို့မရပါဘူးဒီကောင်လေးကခုလိုမျိုးသူ့ကိုလှုပ်လိုက်ရင်ခုလိုမျိုးကစားပေးနေရပါမယ်နော်ခုလိုမျိုးအဆင်းတက်လေးသူကစတန်နေတဲ့အခါစတန်နေတဲ့အခါအင်ဂျင်ဆက်လေတဲ့အခါမှာသူကဒီဒါကအိမ်သောဘူးအိမ်သောကင်းဘူးဒါကအင်လက်ကင်းဘူးဒီအိမ်သောကင်းဘူးထက်သူကအနည်းငယ်လေးမြင့်နေပါတယ်အနည်းငယ်လေးမြင့်ပြီးတော့သူကဘာလုပ်ပေးမှလဲဆိုရင်တော့ကျွန်တော်က ဒီမှာဒါအိဇောတိုက်ပဲမောင်းဒီမှာ E လို့ပါတယ်နော် E ရဲ့အဓိပ္ပာယ်က EHHCUSD အိဇောဘက်ကမောင်းလို့ပြောတာပါအဲ့ဒီမောင်းမှာကျွန်တော်ဒီမှာအတက်ကလေးတစ်ရက်ပါတယ်သူကစတက်ဆနှိမ့်စတက်ခလုတ်နှိမ့်တဲ့အခါကင်းနေတဲ့အခါမှာဆိုရင်ဒီအိဇောတိုက်ပဲမောင်းမှာရှိတဲ့ဒီအတက်ကလေးဟာသူကဒီဘားလေးမှာရှိတဲ့ဒီနှခမ်းလေးနဲ့အခုပြောင်နေတဲ့နေရာလေးနဲ့သူကသွားသွားပြီးထိမှာပါနော်သွားပြီးဒီလိုမျိုးထိမှာအဲ့လိုထိတဲ့အခါကျတော့သူကဒီကောင်လေးကအိဇောဘားကိုမတိမတာလေးနှိမ့်ပေးလိုက်တယ်မတိမတာလေးအိဇောဘားကိုဒီလိုမျိုးလေးနှိမ့်ပေးလိုက်တဲ့အခါမှာအိဇောဘားလေးကပါပါလေးပွန့်သွားတယ် အဲ့ချိန်မှာကင်းနေရင်ပေါ့တယ်စတက်နေရင်ပေါ့တယ်အကဲ၍ဒီအိတ်သောပါလိတာမကောင်းခဲ့ရင်ကင်းနေရင်လေးတယ်စတက်နေရင်လည်းလေးတယ်အဲ့တော့ဒီကောင်လေးကအင်ဂျင်မလဲခင်နေသားမှာဆိုရင်သူကအိတ်သောကင်းဘူးတဲ့အနှဲငယ်လေးဒီကောင်ကညံ့နေပါတယ်အကဲရတာစတက်ကလေးဆန်ငယ်ကနိုးသွားပြီလေနိုးသွားတဲ့ချိန်မှာစတက်ကလေးလွတ်တာပဲဖြစ်ဖြစ်နော်ကတံကို6လောက်နဲ့နင်းထားရနေအနေထားနေပြီးတော့လွတ်လိုက်တာပဲဖြစ်ဖြစ်အဲ့အနေထားရောက်သွားပြီဆိုရင်တော့ဒီဘားလေးရဲ့ position လေးကဘယ်လိုလေးလဲဆိုတော့ဒီလိုလေးဖြစ်သွားပါတယ်ပတ်လက်ကလေးဖြစ်သွားပါတယ်အဲ့တော့ तू ကစတက်ကလေးနှိမ့်နေစဉ်ကာလအတွင်း ကင်းနေနေစဉ်ကာလအတွင်းသာအိသောဘားလင်ဟာအိသောကင်းဖြတ်မှုထက်မြင့်နေတာဖြစ်ပါတယ်။အကဲရတာနိုးသွားတဲ့အချိန်မှာဆိုရင်တော့သူ့ရဲ့ position ဒီနေရာလေးကဒီလိုမျိုးလေးပက်လက်ကလေးဖြစ်သွားတာပါ။အဲ့တော့သူ့ကိုအခုလိုမျိုးလေးကောင်းမကောင်းစမ်းတက်ပေးရပါမယ်။သူကတင်းတင်းလို့မရဘူးနော်။ဟိုဘက်ဒီဘက်ဒီလိုကစားလို့ရပါမယ်။အဲ့တော့ကင်းပုနှစ်ပုကလည်းကောင်း၊ဘောနှလုံးကလည်းကောင်း၊အိသောဘားလင်မောင်းကလည်းကောင်းဆိုတော့သူ့ကိုကျွန်တော်တို့ကတတ်ပါမယ်။ ဲ့ဂိမ်းရှက်လေးအပြင်ကိုထွက်မလာအောင်သူကအခုလို30နဲ့ကိုဝါရှာလေးနဲ့ပေါ့နော်30နဲ့ကိုဝါရှာလေးနဲ့သူကနေပြီးတော့ထိန်းထားပါတယ်နော်ဝါရှာလေးပြားလေးနဲ့နော်ပါနော်ရိုးရိုးဝါရှာမပါတဲ့နက်ကိုတက်လို့မရဘူးနော်ဝါရှာပါမှသာသူကဘောရဲ့နှခမ်းကိုသူကချုပ်ထားမှာဒါမှဂိမ်းရှက်ကအပြင်ကိုမထွက်နိုင်ပါပါ လှည့်ကြည့်ပါ Okay တတ်နေပါပြီ Okay ဒါဆိုကျွန်တော်တို့ကမပါလို့မလဲဆိုရင်တော့အဲကင်ချက်ကလည်းစစ်ပြီးသွားပြီဆိုရင်ကျွန်တော်တိုက်ပင်မောင်းလုံးမယ်တိုက်ပင်မောင်းနှစ်ခုမှာကျွန်တော်တို့ကကြီးလိုက်မယ်ဆိုရင် ြည့်ရင်တော့ပုံစံကအတူတူလို့ထင်ရပေမဲ့ဒီလုံးမှာကျတော့အိုင်လို့ရတာပါအိုင်ဆိုတာအင်းလက်ပါအီဆိုတာအေဇောဘက်မှာတက်ရမှာအဲ့တော့အိုင်ဆိုတော့ကျွန်တော်တို့ကအင်းလက်ဘက်ကိုအရင်တက်မယ်ဒါကအင်းလက်ဘက်ဖြစ်ပါတယ်အင်းလက်ဘက်ကိုအရင်တက်မယ်တက်တဲ့အခါမှာသူ့မှာကျွန်တော်တို့ကဒီလိုမျိုးထိုးတဲ့ပင်လေးတွေရှိပါတယ်အကယ်၍ကျွန်တော်တို့အင်ဂျင်ဝင်ပြတ်သွားတဲ့အခါမှာဆိုရင်ဒီပင်လေးတွေစားသွားနိုင်ပါတယ်ပြီးတော့ဒီအပေါက်တွေလည်းကျေသွားနိုင်ပါတယ်အဲ့တော့အင်ဂျင်ဝင်ကတော့ပြတ်မထားသေးတဲ့တူအပေါက်လေးမကျေပင်လေးမစားပါဘူးလုံးဝကိုပဲသူကဖစ်တင်လေးဖြစ်နေပါတယ်အဲ့တော့ဖစ်တင်လေးဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုတက်မယ် ူတို့ရင် inline ဘက်နဲ့ exhaust ဘက်မတူတာကเนาะကျွန်တော်တို့ exhaust ဘက်မှာဆိုရင်ဒီဘက် attack ကလေးပါတယ် inline ဘက်မှာ attack ကလေးမပါဘူးအဲ့တော့ attack ပါရင် exhaust ဘက် attack မပါရင် inline ဘက်ပေါ့เนาะအဲ့တော့ဒီပင်ထိုးတဲ့နေရာမှာကျွန်တော်ဒီဘက်မှာဆိုရင်ဘာမှမပါပါဘူးဒီဘက်မှာဆိုရင်ကျွန်တော်တို့ကနှက်တိုင်အရင်လဲပါတယ်ကြောက်လက်ပြားလေးနဲ့လှည့်တဲ့နေရာလေးလဲ line လေးလဲပါတယ်ဆိုတော့အဲ့ဒီပါတဲ့ကောင်ကိုကျွန်တော်အပြင်ဘက်ကနေပို့ထည့်ရမှာဖြစ်ပါတယ် ိတ်စောပဲတက်မယ်အဲ့လိုထိုးထည့်လိုက်ပါလေအဲ့လိုထိုးထည့်တဲ့ခါမှာကျွန်တော်ကခုနကထိုးထည့်တဲ့ပင်လေးတွေကိုဒီကနေပြီးတော့သူကပင်လေးတွေအပြင်ကိုကြွတ်ထွက်မလာအောင်ဒီကနေနက်နဲ့ဖမ်းထားရမှာပါနက်တိုင်းနှလုံးနှစ်ချောင်းနဲ့ဖမ်းထားရမှာဖမ်းလာတော့အဲ့ရအရစ်တဲ့ဖို့လိုရတယ်အရစ်တဲ့ဖို့အတွက်ကိုခုနကကျွန်တော်တို့က ဒီကြောက်လက်ပြားနဲ့ထိုးလိုက်တဲ့ဒီ line လေးတွေကိုကြောက်လက်ပြားလေးထည့်ပြီးတော့ကျွန်တော်ကအရစ်တဲအောင်လုပ်ပေးရမှာနော်အဲ့တော့ကျွန်တော်အရစ်တဲသွားအောင် line နဲ့ထိုးပြီးတော့လှည့်ရမယ် okay ဒီဘက်ကိုလည်းကျွန်တော်တို့လှည့်ရမယ်တဲ့ပါပြီဆိုရင်သူ့မှာနော်အော်လက်တိုင်လေးနဲ့ကျွန်တော်အရစ်ဖမ်းကြည့် အဲ့တော့ဒီမှာလဲတိုက်ပွဲတစ်ခါတည်းချိန်လို့ရပါတယ်เนาะဒီမှာလဲကျွန်တော်တို့ကဒီတိုက်ပွဲအကွာအဝေးကိုတစ်ခါတည်းချိန်လို့ရတယ်တစ်ခါတည်းချိန်ချင်ရင်ဒီမှာတိုက်ပွဲကကင်းမရှက်ပါဒီမှာအဟိုက်လေးတွေ့လားเนาะပီနီယန်ဂျိတ်တဲ့အဟိုက်လေးကိုဒီနှက်တိုင်နဲ့ခုနကကျွန်တော်တို့ဝါရှာပြားပါတယ်ဒီ10နဲ့တက်တဲ့ခေါင်းလေးနဲ့တန်တန်ထားလိုက်တန်တန်ထားပြီးတော့ကျွန်တော်တို့ကအပေါ်ကို3.30 mm အောက်ကို3.30 mm ထားပြီးတော့ချိန်မယ်နော်ကျွန်တော်ဒီမှာနော်3.30 mm အကွာအဝေးရှိတဲ့ဖီလာကိန်းလေးကိုကျွန်တော်တို့ကရွေးချယ်လိုက်ပါ ရွေးချယ်ပြီးတော့အပေါ်ကိုလည်း3.30အောက်ကိုလည်း3.30ကျွန်တော်တို့ကချိန်မယ်ကျွန်တော်ထိုးကြည့်မယ်တော်တော်ကြီးကိုပဲခြောက်နေပါတယ်တော်တော်ကြီးခြောက်နေတယ်ဆိုကျွန်တော်တို့ကသူ့ကို၈၉ခိုင်းနဲ့ကျွန်တော်တို့ကရှော့မယ်တော့တော့၉နတ်ပေါ့နော်အဲ့ဒီကောင်ကိုရှော့လိုက်မယ်ရှော့ပြီးတော့ကျွန်တော်က3.30မှ30မီလီမီတာအတူးရှိတဲ့ဒီလာကိတ်ကိုဒီထဲမှာထိုးမယ်ထိုးပြီးတော့အဲ့ဒီအလဲရနတ်တန်လေးကိုကျွန်တော်လက်နဲ့ညှက်ပြီးကြက်လိုက်ကြက်ပြီးတော့ကျွန်တော်ကဒီနတ်တန်နဲ့ခေါင်းလေးကိုလှည့်မယ်လှည့်ပြီးတော့ရင်ကျွန်တော်တို့ကဒီမှာဘာကီးလေးနဲ့နော်ဘာချိန်နဲ့ကီးလေးကို ကီးလေးနဲ့လဲမသွားအောင်နှက်တိုင်ကိုထိန်းထားမယ်ထိန်းထားပြီးတော့နှက်ကောင်းကိုကျွန်တော်ကကြက်မယ်ကီလာပြားကိုကီလာပြားကသူကဆွဲထုတ်ရင်လဲ CC လေးပြန်ထည့်ရင်လဲ CC လေးအဲ့တော့ကိုကချိန်ရတာဘယ်လောက်လဲ၃ညတက်တမ30မီလီမီတာချိန်ထားတာဖြစ်တယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကသူ့ထက်ထူတဲ့၃ညတက်တမဘယ်လောက်ထားဘယ်လောက်နဲ့ပြန်ထိုးကြည့်မလဲဆိုတော့၃ညတက်တမ15နဲ့ထိုးကြည့်မယ် အကဲ3.35ထိုးလိုက်လို့ဝင်သွားတယ်ဆိုတာကိုချိန်တာမှန်မှန်ဘူးကိုလိုချင်တာ3.30 mm ချိန်ချင်တာ3.35ထားချင်တာမဟုတ်ဘူးအဲ့တော့15နဲ့ထိုးကြည့်မယ်15နဲ့ဝင်လားမဝင်ဘူးเนาะ15နဲ့မဝင်ဘူးဒါကိုဘားချိန်လိုက်တဲ့အကွာဝေးကိုကိုက30ပဲထားထား5ပဲထားထား20ပဲထားထားမှန်မှန်ကိုသူ့ထက်ကြီးတဲ့ကောင်နဲ့ထိုးကြည့်လိုက်မဝင်ရဘူးအခုလိုကြည့်ကျွန်တော်ထားတာကချိန်ရတာက3.30 mm အခုထိုးလိုက်တာက3.15 mm ဆိုတော့ဒီမှာ3.15 mm နဲ့မဝင်ဘူးဆိုတော့ကိုထားတဲ့30အမှန်ကန်ရတာပေါ့နော်အဲ့တော့နောက်ထပ်အေးသောဘားကိုလည်းထပ်ချင်းကြည့်မယ်3.15နဲ့ထိုးကြည့်မယ်မဝင်ဘူး3.15နဲ့ထိုးကြည့်တာမဝင်ပါဘူးအဲ့တော့ကျွန်တော်တို့ကအဲ3.15ကျွန်တော်30နဲ့ပြန်ထိုးကြည့်မယ်နော်3.15 30နဲ့ပြန်ထိုးကြည့်မယ် အဲ10နဲ့သူကဖစ်တင်ဆိုတော့ဒါဆိုရင်အိမ်စောကချိန်ကြံမလို့တော့ဘူးဒါဆိုရင်ကျွန်တော်တို့ကအဲဒီဟတ်ထဲမှာအဲဒါ1တန်း125ရဲ့နေကိုဖတ်တယ်လုံးတဲ့အခါမှာတက်ပြင်းမောင်းနေလဲစစ်ရမယ်မောင်းပလူတွေလဲမောင်းပင်နေပေါ့နော်နှစ်ခုလဲစစ်ရမယ်နောက်တစ်ခါတော့ဘားဝိုင်းစီးနှစ်ခုလဲအစ်စ်လဲရမယ်ဘားတွေလဲနှစ်ချောင်းလုံးကိုလုံနေအောင်ကရိုင်းကမယ်ဘားကွန်းတွေလဲစောင်းနေလို့မရဘူးဘားရဲ့မျက်နှာပြင်နဲ့ထိချက်ကောင်းရမယ်နော်ကောင်းရမယ်ဒါဆိုရင်တော့ဟတ်လေးကကျွန်တော်တို့က အဲလုံးပြီးသွားပြီဆိုတော့ဒါကျွန်တော်တို့ကတကယ်လို့များဆန်ကဲမှာအုပ်ခဲ့ရင် YC ပေးသားမှာဆန်ကဲမှာအုပ်ခဲ့ကျွန်တော်တန်းပြီးတော့အုပ်ယုံမယ်ပေါ့နော် okay ပြီးတော့ရင်သူ့မှာလည်း original net တွေကိုထည့်ပေးပါအဲနောက်ထပ်30တိုင်တွေပါလေထွန်းထည့်လို့ watch နဲ့ထွန်းထည့်လို့မရပါဘူးတကယ်30တိုင်ကိုထည့်မိတဲ့အခါမျိုးမှာဆိုရင်30တိုင်မှာဒီလိုမျိုး column မပါဘူး column မပါသေးတော့ကိုက net တိုင်ကိုချက်လိုက်တဲ့အခါမှာဒီအဖုံးကထောက်ပြီးတော့ကွဲသွားကွဲသွားတယ်ပါတယ်အဲ့တော့ original net တိုင်ကိုလည်းထည့်ပေးပါအဲ့လေကျွန်တော်ကတော့နည်းနည်းတော့ဗီဒီယိုလေးကတော့နည်းနည်းတော့ရှိတယ်ပေါ့နော်အပိုင်းပိုင်းလေးတွေရှိတာပေါ့နော်ဒါနဲ့လည်းအခြေခံသမားတွေ basic သမားတွေဒီလိုမျိုး water engine များလုံးတဲ့အခါမျိုးမှာဟိုဒီတက်ဆင်ပုံလေးကိုမေ့နေတဲ့အခါ အဲမလုံးတဲ့အခါမျိုးမှာဆိုရင် DVD လေးကြီးပြီးတော့ engine လုံးတတ်ဖို့အတွက်ကို DVD ကနေပြီးတော့ရည်ရွယ်ပါတယ်